မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ပွဲဖြစ်နေတဲ့အကြောင်းလေးပြောပြချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သက်တွေကလည်းဒီလိုပွဲဖြစ်လာပြီဆိုရင်တအားကိုစိတ်ဝင်စားကြတာပါပွဲဖြစ်ကြတဲ့အနေအထားမှာဝမ်ချန်ပီယံရှစ်ဥက္ခရချက်ထရီနဲ့ဂျပန်ဖိုက်တာကိုင်တိုတို့ပွဲဖြစ်ကြတာဖြစ်ပါတယ်နဖက်စလုံးကအတော်လေးတင်းမာခဲ့ကြသလိုခုချိန်ထိပြည်လည်မှုရရှိသွားပြီလို့လည်းပြောလို့မရသေးပါဘူး ။ဘာဖြစ်လို့လဲဆိုတော့နှစ်ဖက်ကအပြန်လန်ကြားနေရတဲ့သတင်းတွေကမင်းငိမ့်သွားပြီလို့ပြောလို့ရတဲ့အနေအထားမျိုးမဟုတ်သေးလို့ပါပဲ။ဇလန်ကနဦးအစာကိုပြောရရင်1172ပြိုင်ပွဲပြီးကျင်းမာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲကနေစတယ်လို့ပြောရမှာပါအဲ့ဒီသတင်းစာရှင်းလင်းပွဲမှာဂျပန်ကသတင်းကောက်တစ်ယောက်ကဥက္ခရာချက်ထရီကိုကိုင်တိုကိုအနိုင်စုကြီးပေးလာဆိုပြီးမေကွန်ထုတ်ခဲ့ပါတယ်ဒါကအကြောင်းရင်းရှိပါတယ် မူလကကိုင်တိုဟာ1172ပြိုင်ပွဲမှာမာရက်ဂရီဂိုရီယန်နဲ့ထိုးသက်ဖို့စီစဉ်ထားတာပါမာရက်ဂရီဂိုရီယန်ကသက်မှတ်ဝိတ်တန်းအတွက်ဝင်ရောက်အောင်လှုပ်ဆောင်နိုင်ခြင်းမရှိလို့ကက်ချ်ဝိတ်တန်းအညစ်မခံပဲကိုင်တိုဘက်ကဖြတ်သိမ်းသွားတယ်လို့ဆိုပါတယ်ဒီနေ့ထားမှာဂျပန်သတင်းတောက်တယောက်ကဥခရချက်ထရီကိုကိုင်တိုကိုအနိုင်စုကြီးအထိပေးလာဆိုပြီးမေကွန်းထုတ်လိုက်တဲ့အချိန်မှာဥခရချက်ထရီကတော်တော်လေးတင်းသွားပါတယ် အဲ့ဒီမှာသူကဗာပြန်ပြောလဲဆိုတော့ဒီနယ်ပယ်ထဲမှာငါကျင်လည်လာတာကြာပြီးဖိုက်တာတယောက်ကပွဲမထိုးခြင်းမူပွဲမထိုးရဲဘူးဆိုရင် အကြောင်းမျိုးမျိုးပြပြီးနှုတ်ထွက်သွားတယ်အခုကိုင်တိုကလည်းအဲ့လိုမျိုးတရေဖို့ကြောင်းလို့နှုတ်ထွက်သွားတယ်ဆိုပြီးပြောပါတယ်နောက်ထပ်သူဆက်ပြောတာကမာရက်ဂရီဂိုရီယန်ဝိတ်ကျော်တဲ့ပမာဏကပေါင်ဝက်လေးပဲရှိတယ်ဒါကိုကက်ချွေတဲ့ညှိလို့ရရဲ့တန်းနဲ့ဘာဖြစ်လို့နှုတ်ထွက်သွားတာလဲသူတို့အနေနဲ့နိုင်ထိုးကြီးတော့မပေးနိုင်ဘူးဆိုပြီးပေါ်ပေါ်တင်တင်တုံ့ပြန်တာပါ ဒီနေရာမှာဂျပန်သတင်းတောက်ဘက်ကကိုင်ဒိုဟာပွဲကိုဖျက်သိမ်းပြီးနှုတ်ထွက်သွားတဲ့အကြောင်းကဘာဖြစ်လို့အနိုင်ဆူကြီးပေးလဲဆိုတဲ့မေးခွန်းထုတ်ရတဲ့အကြောင်းရင်းရှိပါတယ်အဲ့ဒါကဂျပန်ပြည်တွင်း promotion တွေနဲ့နိုင်ငံတကာ promotion တွေအသုံးပြုကြတဲ့စီးမျဉ်းတွေကမတူကြလို့ပါပဲဂျပန်ပြည်တွင်း promotion တွေမှာက fighter တွေဝိတ်ချိန်တဲ့နေရာမှာအတော်လေးကိုစီကံတင်ကြတာပါ တကယ်လို့ fighter တယောက်ကသက်မှတ်ဝိတ်တန်းအတွင်းဝင်ရောက်ခြင်းမရှိဘူးဆိုရင်အဲ့ဒီပြိုင်ဘက် fighter ကိုတခါတည်းအနိုင်ပေးလိုက်တဲ့ promotion လည်းရှိပါတယ်တချို့ promotion တွေကဝိတ်ကျော်တဲ့အတွက်ပြည်သက်တွေရဲ့ရှေ့မှာတရားဝင်ကိုတောင်းပန်ခိုင်းတာပါတချို့ grand prix ပွဲတွေဆိုရင်ဝိတ်ကျော်ပြီးဆိုရနဲ့အလိုလျောက်ရှုံးဆိုပြီးသတ်မှတ်ကြလေရှိပါတယ်ဒီလိုအကြောင်းရင်းမျိုးတွေကြောင့်ဂျပန်သတင်းတောက်က okra cherry ကိုမေခွန်းထုတ်ခဲ့တာပါ ချက်ထရီကလည်းသူ့ရဲ့ဝမ်းချမ်ပီယံရှစ်ကပြောင်းထန်းထားတဲ့စီးမျက်တွေကိုအသုံးပြုပြီးကိုင်တိုကိုအတော်လေးထိုးနှက်တဲ့စကလုံးတွေဇက်တိုက်ပြောခဲ့ပါတယ်။ဘလောက်ထိပြောဆိုလဲဆိုရင်ဘေးမှာ translation လုပ်နေတဲ့ translator တွေတောင်ချက်ထရီရဲ့စကားတွေကိုချက်ချင်း translate လုပ်တာမဟုတ်ပါဘူး။ကိုကြည့်ဒီကြည့်မျက်နှာငယ်လေးတွေကြည့်ပြီးမှအနေထားကိုအကဲခတ်ပြီးတင်တော်လို့ translate လုပ်ခဲ့တာပါ။အဲ့ဒီမှာကလေးကတင်ပါမှုတွေကဘလောက်တိကြီးမှလဲဆိုတာသိတာခဲ့ပါတယ် ။အချိန်ထဲမှာမာရက်ဂရီဂိုရီယန်ကလည်းကိုင်တိုကိုတရေဘောကြောင်းတဲ့ဖိုက်တာဆိုပြီးခေါင်းစဉ်တက်ပါလေ။ဘာဖြစ်လို့လဲဆိုတော့သူတို့ပွဲပြတ်တဲ့အနေအထားမှာလူကျော်တဲ့ဝိတ်ကပောင်ဝဲကျော်လေးပဲရှိတယ်။ဒါကိုကိုင်တိုကလက်မခံမဲနဲ့ခေါင်းခါပြီးနှုတ်ထွက်သွားတာတရေဘောကြောင်းသားပဲဆိုပြီးတုတ်ပြန်ခဲ့ပါလေ။အဲ့ဒီလိုမာရက်ဘက်ကလည်းဆွဆွဲခဲ့သလိုအိုခရာချယ်ရီကလည်းဒေါ်ရာဂျင်းနဲ့တုတ်ပြန်တဲ့အနေအထားမှာဂိုင်ဒိုဘက်ကလုံးဝငြိမ်ခံခဲ့ခြင်းမရှိပါဘူး။ ဂျပန်ရဲ့ထုံးစံအတိုင်းစနစ်တကျနဲ့ကိုတုံ့ပြန်မှုတွေဇက်တိုက်လုပ်ခဲ့ပါတယ်။ရင်းစုံနေနဲ့ဝိတ်ကျော်တာကသူမဟုတ်တဲ့အကြောင်းပြိုင်ဘက် ဖိုက်တာကဝိတ်ကျော်တာဖြစ်တဲ့အကြောင်းဆွဲထုတ်ပါတယ်။ပြီးတော့မာရက်ဂရီဂိုရီယန်ကသတ်မှတ်ထားတဲ့ဝိတ်ချိန်ကာလအတွင်းမှာလာရောက်ဝိတ်ချိန်ချင်းမရှိတဲ့ကိစ္စကိုလည်းထောက်ပြပါတယ်။ ဒါအပြင်ဝမ်ချမ်ပီယံရှစ်မှာပြောင်းထမ်းထားတဲ့ဥပဒေတွေကဖိုက်တာတယောက်ကအဲ့ဒီလိုဝိတ်ချင်မလာဘူးဆိုရင်ဘယ်လိုပုံစံမျိုးအရေးယူမဲဆိုတာကိုလည်းတရားဝင်ပြောင်းထမ်းထားခြင်းမရှိတာကိုလည်းထပ်ပြီးထောက်ပြပါဗျာ။အဲ့လိုအနေထားမျိုးနဲ့နှစ်ဖက်ကစပြီးညင်ခုန်လာကြတာပါမာရက်ဂရီဂိုရီယန်ကပုံဝင်လေးကြော်တာပဲဆိုပြတာပြောတာမှန်မိမဲ့အဲ့ဒါကတရားဝင်မဟုတ်တဲ့အကြောင်းကိုလည်းကင်တိုတို့ဘက်ကပြန်ပြီးထောက်ပြပါဗျာ အဲ့ဒီပုံစံမျိုးနဲ့မာရက်ခရီဂိုရီယန်ရဲ့အပြုတ်မှုတွေကလုံးဝ professional ဆန်ခြင်းမရှိတဲ့အတွက်သူ့ဘက်ကနှုတ်ထွက်သွားတာဖြစ်တဲ့အကြောင်းတစ်ချိန်တည်းမှာဥက္ကဋ္ဌချက်ထွေရဲ့တောင်းမန်သာလိုချင်တဲ့အကြောင်းကိုကိုင်တိုကတရားဝင်စတိတက်တင်ကပြန်ပြီးဖြေခဲ့တာပါဇက်တိုက်ဆိုသလိုဂျပန်ပြည်သက်အများစုကလည်းကိုင်တိုရဲ့ဘက်မှရက်တည်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့မှားတဲ့ဖိုက်တာကသူတို့ဖိုက်တာမဟုတ်ပါဘူး။ တို့ဖိုက်တာကသက်မှတ်ဝိတ်တန်းအတွင်းရောသက်မှတ်ဟိုက်ဒရေးရှင်းတက်စ်တွင်းမှာဝင်ရောက်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။အဲ့လိုနေထားကြရမှပြောခံရတာဖြစ်လို့ဂျပန်ပြည်သက်တွေကလည်းငြိမ်ခံခြင်းမရှိပါဘူး။နောက်ထပ်ငြိမ်ခံခြင်းမရှိတာကကိုင်တိုရဲ့မူလပရိုမိုးရှင်းဖြစ်တဲ့ရှုပေါင်းစင်ပရိုမိုးရှင်းဖြစ်ပါတယ်။ ဝမ်ချမ်ပီယံရှစ်ကဂျပန်ကမာရှယ်ဇေကွက်ကိုတိုးတက်အောင်ဒီလိုပြိုင်ပွဲကြီးမျိုးလာရောက်ကျင်းပတဲ့အတွက်သူတို့ကကြိုးဆိုတဲ့အကြောင်းသို့တော်လည်းဥက္ခချက်ပြီးပြောတဲ့စကားတွေနဲ့သူတို့အသုံးပြုတဲ့စီးမြင့်တွေကြောင့်ကန့်ညီမှုမရှိတဲ့အတွက်ဒါမျိုးတော့လက်ခံနိုင်ခြင်းမရှိတဲ့အကြောင်းဒါကြောင့်မို့ကိုင်တို့အတွက်ပြန်ပြီးတောင်းပန်တာလိုချင်တဲ့အကြောင်းတရားဝင်ကိုစာထုတ်ခဲ့တာပါအဲ့ဒီလိုပုံစံမျိုးနဲ့အပြန်အလှန်ဖြစ်ကြတာဖြစ်ပါတယ် ပုံမှန်အားဖြင့်တော့အုတ်ခရချက်ထရီကဖိုက်တာတယောက်ကို ပြန်ပြီးတောင်းမှန်လေးရှိတဲ့တထေးမျိုးမဟုတ်ပါဘူး။ဝမ်ချန်ပီယံရှစ်မှာသူနဲ့ထိတိုက်တွေ့ခဲ့တဲ့ဖိုက်တာတွေလည်းတော်တော်များပါပြီ။ချက်ထရီဘက်ကပြန်ပြီးတောင်းမှန်နေဆိုတာလုံးဝကိုမချားခဲ့ဘူးပါဘူး။ဒါပေမဲ့မနေ့ကတော့ထူးထူးဆန်းဆန်းကိုတရားဝင်ကြေညာချက်ထုတ်ကတောင်းမှန်လိုက်ပါတယ်။ အဲ့ဒီလိုတောင်းမန်တဲ့နေရာမှာသူ့လိုလူကြီးတယောက်ကအခုလိုသတင်းစာရှင်းလင်းပွဲမှာဒီလိုမျိုးစကားတွေပြောမထွက်သင့်ခဲ့တဲ့အကြောင်းဝန်ခံခဲ့ပြီးအဲ့ဒီအတွက်ပြန်ပြီးတောင်းမန်တဲ့ဆိုပြီးဖော်ပြသွားပါတယ်။အချိန်ထဲမှာဝမ်ချမ်ပီယံရှစ်ကအသုံးပြုတဲ့စီမင်းစည်းကမ်းတွေ procedure တွေကဘယ်လောက်ထိခက်မိတယ်ဆိုတာကိုပါဖော်ပြသွားပါတယ်။အဲ့လိုတရားဝင်တောင်းမန်လိုက်လို့ကိုင်တိုရဲ့ဘက်ကကျေနပ်ပြန်လာတော့မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါကတောင်းမန်သားနဲ့မတူဘူးဆိုပြီးသူတို့ကထက်ပြီးဆွဆွဲပါတယ် မှားတဲ့သူကမှားရသေးမှားတာတောင်ခက်ကြောကြောနဲ့မှားတယ်ဆိုတဲ့ပုံစံမျိုးနဲ့တုံ့ပြန်တာပါဒါကြောင့်မို့ချက်ထရီကိုဒူးထောက်တမ်းမမကိုကျင်းနဲ့နိုင်မဲဆိုတဲ့ပုံစံမျိုးတွေနဲ့ထပ်ပြီးရေးသားလျက်ရှိပါတယ်ဒီတစ်ခါပွဲကတော့တော်တော်လေးကိုအကြီးကျယ်ရက်ခက်လျက်ရှိပါတယ်ချက်ထရီကိုတိုင်လဲဂျပန်ဈေးကွက်ကိုအသက်တန်လိုချင်လို့ခုလောက်ထိပြန်ပြီးလိုက်ရောတာလို့မြင်မိပါတယ်။ဒေါ်ယွန်ဖိုက်တာမျိုးဆိုရင် သူ့ဘက်ကလုံးဝတောင်းလှည့်ကြည့်မှမဟုတ်ပါဘူး။ ။သို့သောလက်ရှိအနေအထားမှာကဂျပန်ဈေးကွက်ကိုလည်းသူတို့ကအတိုင်းအတာတစ်ခုထိထိုးပေါက်ဝင်ရောက်နေပြီဖြစ်လို့ဂျပန်ပြည်သက်တွေနဲ့ရောဂျပန်ကပြည်တွင်း promotion တွေနဲ့ပါအဖို့ထက်မရှိအောင်သူကဒီပလိုမက်တစ်ဆန်ဆန်ချင်းကက်တုတ်ပြန်နေတယ်လို့ပဲမြင်မိပါတယ်။ဆလဘီဖော်ပြမဲ့အကြောင်းအရာတွေကဟိုတနေ့ကလေးကကျွန်တော် recording လုပ်ထားတဲ့ဗီဒီယိုတွေဖြစ်ပါတယ်။ဂျားထဲမှာ internet အခက်အခဲဖြစ်နေတဲ့အတွက် YouTube ကပြည့်တက်တဲ့အတွက် video တွေကို upload မလုပ်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်မို့အခုမှပြန်ပြီး upload လုပ်ရင်ပြည်သက်တွေကိုချပြမိတာပါအဲ့ဒီတော့သတင်းအဟောင်းတွေအကြောင်းအရာအဟောင်းတွေကိုထပ်ပြီးနားမထောင်ညံ့တော့ဘူးဆိုရင်ဒီညမှာပဲရက်လို့ရပါပြီမင်္ဂလာပါခင်ဗျာဒီတစ်ပတ်ကျင်းပသွားတဲ့1 championship နဲ့ UFC ကပြိုင်ပွဲတွေအားလုံးကျင်းပပြီးစီးသွားခဲ့ပါပြီ 1ချန်ပီယံရှစ်ကတောက်ကြနေ့ညပိုင်းတော့က135 101ပြိုင်ပွဲကိုကျင်းပခဲ့ပြီးဒီနေ့ကနေ့ညနေပိုင်းမှတော့1172ပြိုင်ပွဲကိုဂျပန်မှသွားရောက်ကျင်းပခဲ့ပါတယ်။ကမ္ဘာအကောင်ဆုံး UFC ကတော့ UFC Fight Night ပြိုင်ပွဲကိုလန်ဒန်က O2 Arena မှာကျင်းပသွားခဲ့တာပါ။ဒီကနေ့မှာတော့ One Championship နဲ့ UFC ပြိုင်ပွဲတွေအပြီးသုံးသက်ချက်တွေနဲ့မြန်မာ fighter တွေအကြားထူးခြားတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရင်ဆုံးအနေနဲ့ WAN Championship ကဒီတစ်ပတ်မှာကျင်းပသွားတဲ့ပြိုင်ပွဲနှစ်ပွဲကိုဘယ်လိုပုံစံမျိုးနဲ့ပါပါနဲ့နဲ့ချင်းကက်ကျင်းပသွားလဲဆိုတဲ့အကြောင်းလေးကိုရှင်းပြခြင်းပါတယ်။ဒါကမြမပြိုင်သက်တွေနဲ့လည်းဒီနေ့တဖုံသက်ဆိုင်နေလို့ဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်ဟာ1172ပြိုင်ပွဲကိုသူတို့ပရိုမိုးရှင်းတမန်ကြောင့်တခြားအကြီးအကျယ်ခမ်းနားဆုံးပုံစံမျိုးနဲ့ကိုတွဲဆိုင်တွေဖန်နီးစူးစီးခဲ့ပါတယ်။ အဲဒီလိုစူးစီးတဲ့နေရာမှာဂျပန်ကဖိုက်တာတွေနဲ့နိုင်ငံတကာကဖိုက်တာတွေအပြိုင်ကျတဲ့ပုံစံမျိုးဆိုပြီးဖန်တီးခဲ့တာပါ။ဒါအပြင်ထိုင်းကနေမကြီးဖိုက်တာတော်တော်များများရဲ့တွဲဆိုင်ကောင်းတွေကိုလည်းထည့်သွင်းခဲ့ပါတယ်။ပြိုင်ပွဲကျင်းပတာကဒနင်္ဂနွေနေ့ညနေပိုင်းဖြစ်ပြီးတောက်ကြတဲ့ညပိုင်းမှာလည်း1 Friday Fight ပြိုင်ပွဲကရှိနေပြန်ပါတယ်။ပြိုင်ပွဲကျင်းပတဲ့နေရာ နှစ်ခုက မတူပါဘူး။ တောက်ကြနေညပိုင်းမှာကဘန်ကောက်မှာကျင်းပတာဖြစ်ပြီးဒင်းနင်းတွေနေညနေပိုင်းမှာတော့ဂျပန်မှာကျင်းပတာပါအဲ့ဒီအတွက်ကျင်းပတဲ့နေရာလည်းမတူလို့ promotion ဟာတော်တော်လေးအားထုတ်ခဲ့ရပါတယ်အထူးသဖြင့်ဘန်ကောက်မှာကျင်းပတဲ့135 101ပြိုင်ပွဲကသူတို့ Time Fighter ကောင်းတွေရဲ့ပွဲစဉ်တွေမပါဝင်တဲ့အတွက်အဲ့ဒီပြိုင်ပွဲမှာပြိသက်လာရောက်ကြီးရှုမှုနှုံနှဲမှာကိုသူတို့ကတော်လီဆိုးရင်ကဲဟန်တူပါတယ် ဒါကြောင့်မို့အဲ့ဒီပြိုင်ပွဲမှာကျွန်တော်တို့မြန်မာဖိုက်တာနှစ်ယောက်ရဲ့တွဲဆိုင်ကိုအမှန်ကန်ထယ်သွင်းသွားခဲ့တာပါဒါကလုံးဝတိုက်ဆိုင်မှုမဟုတ်ပါဘူးဂျပန်ကပြိုင်ပွဲကအရင်ကြီးစီကားနေတာမျိုးဖြစ်ပြီးထိုင်းကပြိုင်ပွဲမှာတော့ပြည်သက်တွေတိတ်ပြီးမလာမဆိုးတဲ့အတွက်သူတို့ကအဲ့ဒီလိုပုံစံမျိုးချင်းကက်ကျင်းပသွားတာဖြစ်ပါတယ်ဘာကြောင့် promotion တွေကစီးပွားရေးလှုပ်တဲ့နေရာမှာဘယ်နေရာမှာအမှုမဲ့ပတ်မဲ့ဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ကြတာမဟုတ်ပါဘူး ။တခြားရှုတော့ပေါင်းစုံကနေစိတ်ဆက်အောင်စဉ်းစားပြီးမှ ခင်ချင်းချင်းမကြတာဖြစ်ပါတယ်။အဲ့ဒီလိုပုံစံမျိုးကြောင့်မဲအမွေနဲ့သွေးလင်းထက်တို့နှစ်ယောက်စလုံးက135 101ပြိုင်ပွဲမှာတပြိုင်နက်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုလာရောက်ကြည့်ရှုတဲ့ကရင်မြန်မာပြည်သက်တွေလည်းတော်တော်ကိုများခဲ့လို့1 championship ကခင်းကျင်းထားတဲ့စံညွန်အတိုင်းဖြစ်ခဲ့တယ်လို့လည်းပြောလို့ရပါတယ်။ ဆက်ပြီးပြောပြခြင်းတဲ့အကြောင်းအရာကဒီပြိုင်ပွဲမှာအမွေဆွမ်းဆောင်သွားတဲ့ဆွမ်းဆောင်ရီပိုင်းကိုဖြစ်ပါတယ်။1 Friday 101ပြိုင်ပွဲမှာပါဝင်လာမဲ့တွဲဆိုင်တွေ6ပြတုံးကအဲမွိနဲ့သွေးလင်းထက်တို့2ယောက်စလုံးပွဲချောင်းနဲ့ဆိုပြီးကျွန်တော်ကသုံးသက်တင်ဆက်ခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့အဲမွိနဲ့ထိုးမဲ့ Fighter ကခုမှ1 Friday 5စင်မြင့်ထက်ပထမဆုံးစပြီး Klaga ဖွင့်ထိုးရမဲ့ Fighter ဖြစ်နေလို့ပါပဲ။ ပြီးတော့သူကရှုံးမွက်မရှိသေးဘူးဆိုပေမဲ့အခုမှမွေထိုင်းထိုးတဲ့ပွဲစုစုပေါင်းက9ပွဲပဲရှိသေးတာပါမွေထိုင်းဖိုက်တာတွေပွဲထိုးတဲ့အရေးအတွက်နဲ့ရှင်းကြည့်လိုက်မယ်ဆိုရင်ခုနှစ်ပွဲဆိုတဲ့အရေးအတွက်ကအတော်လေးကိုနည်းပါတယ်။ဒါကြောင့်မို့အဲမွေကိုကျွန်တော်ကပွဲချောင်းနဲ့ဆိုပြီးသုံးသက်တင်ဆက်ခဲ့တာပါ။ဒီချိန်ထဲမှာကျွန်တော်စိတ်ထဲမှာစိုးရိမ်မိတဲ့နောက်တစ်ချက်က ရှိနေပြန်ပါတယ်။ အဲ့ဒါက flyweight တန်းထိဆင်းထိုးတဲ့ MU ရဲ့စွမ်းဆောင်ကြီးကပုံမှန်တိုင်းတက်လုံကရှိပါမလားဆိုပြီးစိုးရိမ်မိခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့ MU ဟာ Uma Kinder နဲ့ပွဲတုန်းက flyweight တန်းထိဆင်းထိုးခဲ့ပြီးသူ့ရဲ့တက်လုံပိုင်းကျဆင်းသွားတဲ့အတွက်ဒီပွဲမှာလည်းအဲ့ဒီလိုမျိုးထပ်ဖြစ်မှာကိုစိုးရိမ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုစိုးရိမ်စိတ်နဲ့ပဲ MU ရဲ့ပွဲကိုကွန်းတဲ့အထိသွားရောက်ကြီးရှုပြေးခဲ့ပါတယ်။ သတိထားမိတဲ့အချက်ကိုပြောရရင်တော့ဝမ်ချန်ပီယံရှစ်ကအဲမွီနဲ့ဂေါ်ဒွန်တို့ပွဲကျင်းပတဲ့အနေအထားမှာရိုးရိုးတွဲဆိုင်တစ်ခုလိုကျင်းပသွားတာမဟုတ်ပါဘူး။အဲ့ဒီတွဲဆိုင်မထွက်လာခင်ကလေးကဂေါ်ဒွန်နဲ့အင်တာဗျူးတွေအဲမွီနဲ့အင်တာဗျူးတွေကိုတေချာချပြသေးတာပါ။ပြီးတော့ဂေါ်ဒွန်ကဘလို့ပုံစံမျိုးနဲ့ဒီစင်မြင့်ထက်အထိရောက်လာတာလဲအဲမွီကရောဘလို့နောက်ခံမျိုးရိုး background တွေရှိတာလဲဆိုတာတွေကိုပါပြည့်သက်တွေကိုတင်ဆက်သွားခဲ့ပါတယ် ဒီကြောင်းရင်းတွေကြောင့်ဝမ်ချမ်ပီယံရှစ်ကိုတိုင်းကဒီဖိုက်တာနှောက်ရဲ့တွဲဆိုင်ကိုအတော်လေးမျှော်လင့်ခဲ့တဲ့ဆိုတာထင်ရှားနေပါတယ်။ဝဲထိုးသွားတဲ့အနေထားမှာလည်းလုံးဝပြင်းစရာကုန်မကောင်းပါဘူး။ဖိုက်တာနှောက်စလုံးကပွဲစားပြီးဆိုရနဲ့အမှန်ကန်ဖွင့်ပြီးထိုးကြတာပါ။ Israel Fighter Gordon ကပြညာရဲ့ပိုင်းတာပြီးထိုးပုံထိုးပေါက်လဲစုံပါတယ်။အစောပိုင်းမှာ MV ကိုထိကျတော်တော်များများရအောင်ယူပြီးထိုးပြသွားတာပါ အမွေကလည်းအနိုင်မခံရှုံးမပေးစိတ်ဓာတ်နဲ့ရအောင်ပြန်ထိအောင်ထိုးပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့တုံ့ပြန်ကစားခဲ့ပါတယ်။သို့တော်လည်းကိုကအရင်ဆုံးထိခံထားရတဲ့အတွက်ပြန်ပြီးတုံ့ပြန်တဲ့အနေထားမှာ သူ့စိတ်တိုင်းကြတော့သိပ်ပြီးမဖြစ်ပါဘူး။သူ့မှန်ကန်ထုတ်သုံးလိုက်တဲ့လက်သီးချက်တော်တော်များများကလွဲချော်နေတာလဲပြည်သက်တွေသတိထားမိမယ်ထင်ပါတယ်။ ။ဘာပဲဖြစ်ဖြစ်ဒီပွဲမှာအမွေကဘလို့ဖိုက်တာမျိုးလဲဘလို့စိတ်တဲ့ဖိုက်တာမျိုးလဲဆိုတာတကဘာလုံးကကွန်ကွန်ကွက်ကွက်သတိထားမိသွားတဲ့ပွဲလို့ပြောနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့သူရဲကောင်းဆန်တဲ့စိတ်ဓာတ်ကနိုင်ငံတကာကပြည်သက်တွေကကိုပါချီကျူးခဲ့ရတာပါ။မရှိသောタイムပြည့်သက်တွေဆိုရင်အဲမွေအနေနဲ့ဖိုက်တာဘုတ်ကဖြတ်တန်းနေသမျှကာလာဘလုံးဝမ်းချက်မြက်ချက်မှာပွဲရလိမ့်မယ်ဆိုပြီးတောင်းမှတ်ချက်ပေးကြပါတယ် ဒါကဘာဖြစ်လို့လဲဆိုတော့သူကအမြဲတမ်းဖြောပြမှုရှိအောင်ဦးစားပေးထိုးပြီးသူ့ကိုသူလည်းလုံးဝညှားတဲ့ fighter မျိုးမဟုတ်လို့ပါပဲ။ပြီးတော့အလွယ်တကူနဲ့လည်းအယုံပေးတတ်တဲ့သူမဟုတ်ပြန်ပါဘူး။တတိလိုအကြောင်းရင်းတွေကြောင့်အဲ့မွေရဒီတပွဲမှာတော့ပြည်သက်တွေကိုလည်းလုံးဝဂုံမငယ်စေခဲ့တယ်လို့သူကိုယ်တိုင်လည်းဘလို့ fighter မျိုးလဲဆိုတာအမှန်ကန်ချပြသွားတယ်လို့ပြောလိုက်ချင်ပါတယ်။ တစ်ဆက်တည်းမှာအဲ့ဒီပွဲနဲ့ပတ်သက်လို့ဒီဖိုက်တာနှစ်ယောက်စလုံးဘောနပ်စုရလိမ့်မယ်ဆိုပြီးကျွန်တော်ကိုယ်တိုင်အမှန်ကန်မျှော်လင့်မိခဲ့တာပါအဲ့ဒီညကထိုးသက်သွားတဲ့ပွဲစဉ်တွေအားလုံးကိုခြုံပြီးကြီးလိုက်မယ်ဆိုရင်အဲမွီနဲ့ဂေါ်ဒွန်တို့ပွဲကပြည့်တက်ဖြောပြမှုအပေးဆုံးပွဲဖြစ်ပါတယ်ကိုနေကပြည်သက်တွေရဲ့အာပိတန်တွေကလည်းမိုးချိန်တန်လာလို့ကိုထင်မှန်ရလာပါတယ်။ MVMV ဆိုတဲ့တမ်းမြိုင်အော်ဟစ်တန်တွေကအမှန်တကယ်ကိုအားတက်စရာကောင်းနေတာပါ။ ။တစ်ချိန်ထဲမှာအမွေရဲ့နီးပြကြီးကလည်းရလာတဲ့မိနစ်စက္ကန့်တိုင်းကိုလုံးဝအလဟသက်ဖြစ်မခံခဲ့ပါဘူး။တချီတချီပြီးတာနဲ့သူအရေးကြီးတုတ်ပြားနဲ့ကွန်မော်တက်လာတဲ့ပုံစံတွေဒီကကမန်းတွေက ကုသပေးနေတာတောင်လုံးဝအမရပဲသူကိုယ်တိုင်ဝင်ပြီးကုတဲ့မြင်ကွင်းတွေကလုံးဝမျက်စိတဲကနေမထွက်ပါဘူးသူစိတ်ထဲမှာလဲပြိသက်တွေကဘလောက်ထိနိုင်ညင်နေသူကိုယ်တိုင်လည်းဘလောက်ထိနိုင်ညင်လဲဆိုတာမျက်နှာဘောကခန်းစားချက်တွေကအတိုင်းသာပေါ်လွင်လျက်ရှိပါတယ် ကိုနေကခင်းကျင်းကဘာမဆိုအချိန်မျိုးဖြစ်သွားနိုင်တဲ့ပုံစံမျိုးမျိုးအမွေကိုလုံးဝစိတ်တက်မကြအောင်အမွေရဲ့နီးပြကြီးရောမြိတ်သက်တွေကပါအမှန်တကယ်ဝင်းရံပန်ဖို့ခဲ့ကြတာပါအဲ့ဒီညကတော့အမွေပွဲကြီးရတာနှလုံးသားထဲကိုစွဲထင်ကြံရလောက်ပါတယ်ညမပြိတ်သက်တွေအနေနဲ့လဲဒါမျိုးခံစားချက်မျိုးကိုလုံးဝခံစားခဲ့ဘူးမှမဟုတ်ပါဘူးကိုကစားသမားကဒိုင်းဆုံးဖြတ်မှရှုံးတာမှတ်မိမဲ့သူတို့စိတ်ထဲမှာလုံးဝကုန်မကင်ဘူးဆိုတဲ့ခံစားချက်မျိုးကိုတင်ကြံရတာပါ အဒီအတွက်အမ်ဝီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။သူလုပြသွားတာက ဖိုင်တာတယောက်လုပြနိုင်တာထက်တောင်ပိုပြီးတာဝန်ကျေလွန်ပါတယ်။အယူဆတစ်ခုကိုပြောရရင်ဒီဘက်မှာအမ်ဝီဘောနဲ့မရတဲ့အကြောင်းရင်းကဝမ်ချန်ပီယံရှစ်ဟာဒီတစ်ပတ်မှာပြိုင်ပွဲနှစ်ခုကိုနေရာနှစ်ခုခွဲပြီးကျင်းပတဲ့ကိစ္စနဲ့သက်ဆိုင်မယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဝန်ထမ်းအရေးအတွက်ကအဲ့လိုမျိုးနေရာခွဲပြီးကျင်းပဖို့လုံလောက်တာမဟုတ်ပါဘူး။ တကယ်အရေးပါတဲ့ဝန်ထမ်းကြီးတွေကအစိုးကြီးကတည်းကဂျပန်ကိုရောက်နေနေပါပြီ။ဒါတောင်135 101ပြိုင်ပွဲမှာတာဝန်ကျတဲ့ဝန်ထမ်းတချို့ဟာဒီပြိုင်ပွဲကျင်းပပြီးတာနဲ့စနေနေ့မနေ့ပိုင်းမှာပဲဂျပန်ကိုတန်းပြီးလိုက်သွားကြရတာပါ။ဆိုလိုချင်တာကအမွေနဲ့ဂေါ်ဒွန်တို့ထွက်တတ်တဲ့အနေထားမှာကွန်ဘေးကနေအနိကက်စောင့်ကြည့်ကဲဖြတ်တဲ့အဓိကတာဝန်ရှိသူတွေကလူမီနီပတ်ဝန်းကျင်မှာရှိနေကြတာမဟုတ်ပါဘူး။ များစုက172ပြိုင်ပွဲကျင်းပဖို့ပဲအာရုံစိုက်နေကြရတာပါ။ပြီးတော့ဂျပန်ကိုလည်းရောက်နှင့်နေကြပါပြီ။အဲဒီလိုပုံစံမျိုးနဲ့အဲမွေရဘောနပ်စုရဖို့ထိုက်တန်တဲ့အကြာကသူ့ရဲ့စွမ်းဆောင်ရည်ကိုအဓိကတာဝန်ရှိသူတွေကမမြင်လိုက်ကြဘူးထင်ပါတယ်။ဒါကကျွန်တော်မြင်မိတဲ့အယူဆတစ်ခုကိုပြောတာပါ။ဆလဘီတွေးလင်းထက်ထိုးသွားတဲ့အနေထားနဲ့ပတ်သက်လို့ကျွန်တော်မြင်မိတဲ့အချက်တွေကိုလည်းပြောပြခြင်းနေပါတယ် ဒီပွဲနဲ့ပတ်သက်လို့ပြည်သက်တချို့ကသွေးလင်းထက်ရဲ့ကစားပုံကိုအားရကြတာမဟုတ်ပါဘူး။မန်တိုင်းပြောပြရရင်တော့ဒီဘက်မှာကျွန်တော်တို့မြင်နေကြသွေးလင်းထက်ရဲ့အကောင်းဆုံးပုံစံမျိုးကိုမြင်ရခဲ့တာတော့မဟုတ်ပါဘူး။ထို့တော်လည်းဒီစင်းမြင့်ဒီအခြေအနေမျိုးမှာနိုင်ပွဲတစ်ပွဲကိုကံကောင်းလို့ရတယ်ဆိုတဲ့ပြောမျိုးတွေကိုတော့လုံးဝလက်မခံနိုင်ပါဘူး။တကယ်လို့သွေးလင်းထက်ကံကောင်းလို့အနိုင်ရတယ်ဆိုရင်တော့သူ့မှာအာသာချက်တစ်ခုခုရှိတယ်ဆိုတာတော့သိကြပါတယ်။ အဲ့ဒီချက်ကိုတော့ကျွန်တော်တို့အနေနဲ့မြင်အောင်ကြည့်ဖို့လိုမယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ fighter တယောက်အနေနဲ့ဝမ်ချန်ပီယံရှစ်စင်မြင့်ထက်မှာကံကောင်းပြီးအနိုင်ရတဲ့ဆိုတာမျိုးကလုံးဝမဖြစ်နိုင်ပါဘူး။ဒီမှာလေကျွန်တော်တို့မြင်အောင်ကြည့်လို့မလွယ်တဲ့အာသာချက်တစ်ခုခုတော့ကောင်းကောင်းသေးကြပေါ့ရှိနေနိုင်ပါတယ်။ဒါကြောင့်မို့သွေးလင်းထက်ရဲ့အနေထားကိုချင်ကဲကြည့်အောင်မှဒီလူငယ်ဖိုက်တာလေးကဝမ်ချန်ပီယံရှစ်စင်မြင့်ထက်မှာစုစုပေါင်း၄ပွဲအထိထိုးသက်ပြီးပါပြီ။ ကနအူးအဖွင့်ပွဲမှာကန်ချိုင်းနဲ့ထိုးခဲ့ရပါတယ်ပြန်လည်ထိုးချက်တွေနဲ့ပြိသက်တွေကိုလည်းဖြောပြမှုပေးခဲ့သလိုဘောနပ်စုကိုလည်းဆွကူခဲ့သူပါအဲဒီနောက်တက်တော့စတာဖိုက်တာဘရာဇီးနဲ့ထိုးခဲ့ပါတယ်ဘရာဇီးကသွေးလင်းထက်တဲ့အစအစအရရတာလွန်အောင်ကစားပြီးကိုအနိုင်ယူသွားခဲ့တာပါဒီပွဲမှာတော့သွေးလင်းထက်အနေနဲ့ဘလို့မှမရှိမလားနဲ့ကိုရှုံးနိုင်ခဲ့တယ်လို့ပြောနိုင်ပါတယ် အဲ့ဒီနောက်ထိုင်းမှာနာမည်ကြီးနေတဲ့ Rocket D နဲ့ထိုးရပါတယ်။ Rocket D ကနှစ်ပွဲထိုးနှစ်ပွဲနိုင်နှစ်ပွဲစလုံးဘောနက်ဆုရထားတဲ့သူပါ။အဲ့ဒီလို Fighter တယောက်ကိုသွေးလင်းထက်ကပထမအချီနဲ့ကိုအမှောက်သိပ်ပြခဲ့ပါတယ်။မိခဲ့တဲ့တောက်ကြနေ့ကတော့ Rocky နဲ့ထပ်ပြီးထိုးခဲ့ရပါတယ်။ဒီပွဲမှာဆိုရင်သွေးလင်းထက်အဓိကထုတ်သုံးထားတဲ့တိုက်ကွက်ကလက်ပြန်ရိုက်ချက်ဖြစ်ပါတယ် ရော်ဂီကနီကက်လာတာနဲ့အမျှသူကလက်ပြန်ရိုက်ချက်နှစ်ချက်ကိုနှစ်ကြိမ်အထိသုံးပြုခဲ့ပြီးနှစ်ကြိမ်စလုံးနော့ဒေါင်းဖြစ်အောင်ကိုလုပ်ပြခဲ့ပါတယ်။ဒီချက်ကိုကြည့်ရင်မဲဖွေးလင်းထက်ဟာကန်ကောင်းပြီးဂျက်ကန်ဆန်ဝူတောရာလို့လုံးဝပြောလို့မရပါဘူး။ဒီဖိုင်တာကဒီလိုပုံစံမျိုးဝင်လာရင်သူကဒီလိုပုံစံမျိုးတိုက်ခိုက်လို့ရတယ်ဆိုတဲ့တွက်ကိန်းကတော့သူကောင်းထဲမှာအမှန်ကန်ကိုတွက်ချက်ထားတာပါ။ဒါကြောင့်မို့လဲချိန်နောက်ကို ထုတ်သုံးပြနိုင်ခဲ့တာဖြစ်ပါတယ်။ ခြုံပြောရရင်သွေးလင်းထက်က135စင်မြင့်ထက်မှာစုစုပေါင်း၄ဘွဲအထိထိုးသက်ပြီးပါပြီ။သူထိုးခဲ့တဲ့၄ဘွဲစလုံးကိုကြည့်လိုက်မယ်ဆိုရင်အဓိကအခိုက်အတန့်တွေမှာသူထိုးသုံးသွားတဲ့တိုက်ကွက်တွေကလုံးဝမတူပါဘူး။တပွဲနဲ့တပွဲချင်းကပ်ပြီးကစားသွားတဲ့ပုံစံတွေကလည်းလုံးဝတခြားစီဖြစ်ပါတယ်။အဲ့ဒီတော့သွေးလင်းထက်ဟာသူ့ရဲ့ကစားပုံကိုပြန်ပြက်တွေကလုံးဝခံမှန်းလို့မရအောင်ကွက်ပြောက်ကစားနေတာလားလို့တောင်းမေးခွန်းထုတ်ရမလို့ဖြစ်နေပါပြီ။ ။လက်ဖက်ကနေပြန်ကြည့်လိုက်မယ်ဆိုရင်လဲသွေးလင်းထက်ထိုးထားတဲ့ပြိုင်ဘက်တွေအားလုံးက Asian Time Fighter တွေကြီးပဲဖြစ်နေပါတယ်။ဒီချက်ကြောင့်သွေးလင်းထက်အနေနဲ့တပွဲနဲ့တပွဲပုံစံမတူတဲ့ကစားဟန်တွေနဲ့ချပြကစားနေတာကျွန်တော်ကတော့ကြိုဆိုပါရစ်ဖြစ်လဲဖြစ်တဲ့ပါတဲ့ထပ်ပြီးပြောချင်တာကသွေးလင်းထက်ဟာကျွန်တော်တို့မြန်မာဖိုင်တာတွေထဲမှာအုံနောက်သုံးပြီးသွေးနဲ့ကစားတတ်တဲ့ဖိုင်တာလားဆိုတာပါကျွန်တော်ကတော့တဖြည်းဖြည်းနဲ့အဲ့ဒီအချက်ကိုမြင်နေရပါတယ် သူအနေနဲ့အဲ့ဒီလိုမျိုးအတွေးခေါ်ကောင်းကောင်းနဲ့ကစားတတ်တယ်ဆိုရင်အခုထပ်ပို့ပြီးစ조사ဖို့တောင်းတိုက်တွန်းလိုက်ချင်ပါတယ်ပါပြည့်လို့လဲဆိုတော့လက်ရှိ2025ခုနှစ်အတွင်းမြန်မာဖိုက်တာတွေထဲမှာလုံးဝရှုံးပွဲမရှိသေးတဲ့ဖိုက်တာဆိုလို့သွေးလင်းထက်တယောက်ပဲရှိတာပါသူကဝမ်ချန်ပီယံရှစ်မှာစုစုပေါင်း2ပွဲထိုး2ပွဲစလုံးကိုအနိုင်ယူထားပါပြီ သူရဲ့ fight angle ကတကယ်ပဲကောင်းနေဆိုရင်အခုတည်း professional ဆန်းတဲ့ပုံစံမျိုးတွေနဲ့ပွဲကိုချင့်ကပ်မယ်တကယ်လည်းမစမနစ်နဲ့ကြိုးစားမယ်ဆိုရင်ဆိုလင်ဦးနောက်ပိုင်းဒေါ်လာတသိန်းတန်စာချုပ်မှန်းနိုင်တဲ့ fighter မျိုးတောင်ဖြစ်လာနိုင်ပါတယ်ဒါကကိုယ့်ရဲ့ fighter မှုမြောက်ပြီးပြောတာမဟုတ်ပါဘူးဒွေလင်းထက်လို့ငယ်ရွယ်တဲ့ fighter တယောက်အနေနဲ့စနစ်တကျနဲ့ကြိုးစားမယ်အမှန်ကန်စိတ်နဲ့ကိုနှစ်နဲ့ပွဲကိုပြင်ဆင်ချင်ကပ်မယ်ဆိုရင်မဖြစ်နိုင်ဘူးဆိုတာလုံးဝမရှိပါဘူး ။ဘာဖြစ်လို့လဲဆိုတော့သူ့ fighter မှာကဒလို fighter တွေနဲ့ပဲဇက်တိုက်တွေ့မယ်ဆိုတာပြောလို့ရနိုင်ပါပြီ။အများစုက Thai fighter တွေဖြစ်မယ်၊ Japan က fighter တွေဖြစ်နိုင်ပါတယ်။ဒလို့ခင်းချင်းမျိုးမှုသွေးလင်းထက်တာတကယ်ပဲစိတ်ပါလက်ပါနဲ့ကြိုးစားမယ်ဆိုရင်ဘာမှမဆိုဖြစ်နိုင်တဲ့ဆိုပြီးကျွန်တော်ကပြောကြည့်မိတာပါ။ဘာပဲဖြစ်ဖြစ်သူ့ရဲ့အလားအလာတစ်ခုကိုတော့ပြည်သက်တွေစောင့်ကြည့်ဖို့လိုလာပြီးထင်ပါတယ်။ ဆက်လက်ပြောပြခြင်းတဲ့အကြောင်းအရာကကျွန်တော်တို့ပြည်သက်တွေကြောင့်သိချင်းနေကြတဲ့မန်နေဂျာကိုဖြစ်ဝင်တဲ့တန်ဆင်တို့အကြားကအကြောင်းဖြစ်ပါတယ်။ဒီကိစ္စကိုဖိုးရှိကဗီဒီယိုတွေမှာကလေးကကျွန်တော်ကအတန်သင့်ပြောပြခဲ့ပြီးပါပြီ။ဒါတော့လောလောဆယ်မှာတော့တရားဝင်ပုံစံမျိုးအထိဖြစ်လာလို့ကိုဖက်ပြီးပြောပြခြင်းတာပါ။1 Friday 5 101ပြိုင်ပွဲမတိုင်ခင်ကမန်နေဂျာကိုဖြုတ်ဝင်းနဲ့ MV တို့ဟာအွန်လိုင်းကနေတစ်ဆင့် live လွန်ခဲ့ပါတယ်။ အဲ့ live လွန်နှုန်းကပြည်သက်တွေနဲ့အမေးဖြေလုပ်တဲ့အချိန်မှာကိုဖြိုးဝေကတန်းစင်နဲ့သူကလမ်းခွဲလိုက်ပြီးဖြစ်တဲ့အကြောင်းကိုတရားဝင်ထုတ်ပြောခဲ့တာပါဒါကြောင့်မို့တန်းစင်နဲ့ကိုဖြိုးဝေတို့တရားဝင်လက်တွဲဖြုတ်လိုက်ပြီးလို့အခိုင်အမာပြောလို့ရပါပြီတစ်ရက်တည်းမှာပဲကိုဖြိုးဝေကသူ့ရဲ့ Facebook page ကနေတဆင့်တန်းစင်ရဲ့ပုံနဲ့စာချုပ်တစ်ခုရဲ့မျက်နှာဖုံးပုံကိုတစ်ခါတည်းချပြသွားခဲ့ပါတယ် အရင်မှာပြည်တချို့ကဒိုလောဒိုလောမေးခွန်းနေစက်တိုက်မေးခဲ့ကြတာပါတချို့ကတန်စင်ရဲ့ပုံနဲ့စာချုပ်မျက်နှာဖုံးပုံဖြစ်နေတဲ့အတွက်တန်စင်နောက်ထိုးမဲ့ပွဲနဲ့ပတ်သက်ပြီးထိုးဝဲစာချုပ်ရပြီဆိုတာချပြလိုက်တာလားဆိုပြီး comment တွေမှာမေးကြပါတယ်။တချို့ကလည်းအဲ့ဒီစာချုပ်ကဘာသဘောလဲဆိုတဲ့ပုံစံမျိုးတွေနဲ့မေးခွန်းထုတ်ခဲ့ကြတာပါ။ ရှင်းရှင်းလင်းလင်းဖြစ်အောင်ပြောရရင်တော့အဲ့ဒီစာချုပ်က1 championship နဲ့တန်စင်တို့အကြားတရားဝက်ချုပ်ဆိုထားတဲ့စာချုပ်ဖြစ်ပါတယ်။စာချုပ်အပေါ်ပိုင်းမှာ confidential ဆိုတဲ့စကားလုံးကပါပါတယ်။တနည်းပြောရရင်1 championship နဲ့ fighter ကြီးတွေအကြားစာချုပ်ကြီးချုပ်ဆိုကြတဲ့ပုံစံမျိုးဖြစ်ပါတယ်။ထေချာတို့ဥပမာကိုပြောရရင်တော့ဘရိုနီကာချုပ်ဆိုထားတဲ့စာချုပ်ပါမျက်နှာဖုံးနဲ့အခုကိုပြိုးဝေချပြလိုက်တဲ့တန်စင်ရဲ့စာချုပ်ကအတူတူပါပဲ ။အဲ့ဒီတော့တန့်စင်ကိုတိုင်လဲဝမ်ချမြင့်ရှင်းတဲ့စာချုပ်ကြီးတစ်ခုရထားတယ်ဆိုတာအမှန်ကန်ပြောလို့ရပါပြီ။ဇလန်ကိုပြန်ပြီးဆက်ရရင်တော့တန့်စင်နဲ့တာကီရူတို့ထိုးတဲ့အနေထားမှာဝမ်ချမြင့်ရှင်းကတန့်စင်ကိုနှစ်နာသွားမှဆိုတဲ့အတွက်အဲ့ဒီစာချုပ်ချုပ်ဆိုပေးခဲ့တာပါ။ဒီအကြောင်းကိုရှေ့ကဗီဒီယိုတွေမှာတော့ကျွန်တော်အချိန်ချင်းပြောပြခဲ့ပါတယ်။ထို့သောအဲ့ဒီတုန်းကတော့ခိုင်မာတဲ့သတင်းအနေနဲ့တော့ပြောပြခဲ့တာဖြစ်ပြီးအခုလိုတရားဝင်ပုံစံမျိုးပြောခွင့်မရှိခဲ့ပါဘူး။ ခုတော့ Fighter ရဲ့ manager ကိုယ်တိုင်ကချပြလိုက်ပြီးဖြစ်တဲ့အတွက်တန့်စင်ဟာဝမ်ချင်မြင့်ချင်းနဲ့စာချုပ်ကြီးတစ်ခုချုပ်ဆိုထားတယ်ဆိုတာပြောလို့ရပါပြီ။ဒါကလည်း promotion ဘက်က short notice ပုံစံမျိုးနဲ့ target လို့ fighter မျိုးကိုလူစားဝင်ထိုးပေးရမှာဖြစ်လို့တန့်စင်ဘက်မှာနှစ်နာမှုရှိသွားမှာဆိုတဲ့အတွက် promotion ဘက်ကစာချုပ်ချုပ်ဆိုပေးလိုက်တာထင်ပါတယ်။ မြန်မာပြည်သက်တချို့ဝေဖန်ခဲ့ကြသလိုဝမ်ချမ်ပီယံရှစ်ကကျွန်တော်တို့ fighter လေးကိုအညွတ်တလူလူနဲ့ချိုးပစ်တဲ့ဆိုတဲ့ပုံစံမျိုးမဟုတ်လောက်ပါဘူး။နောက်ွယ်မှာကြားရတဲ့သတင်းတချို့ကတော့အဲ့ဒီ grey ကပွဲကိုလက်ခံညင်လို့ရတယ်လက်မခံညင်လည်းရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကဲလန်းနေတာဖြစ်တဲ့အကြောင်းနှိစက်သူတချို့ကကျွန်တော်ကိုဖွန့်အားကယ်ပူပါတယ်။ဘာပဲဖြစ်ဖြစ်တန့်စင်တဲ့ဝမ်ချမ်ပီယံရှစ်တို့စာချုပ်ချိုးဆိုထားတဲ့ဆိုတဲ့အနေထားကတရားဝင်လျုံလုံးပေါ်လာခဲ့ပါပြီ။ မန်နေဂျာကိုဖြိုးဝေကလည်းသူနဲ့လန့်ခွဲသွားတဲ့အနေအထားမှာသူ့ဘက်ကဒီလိုပုံစံမျိုးရအောင်ထိလုပ်ပေးခဲ့တဲ့ဆိုတာမျိုးကိုတသက်သေးထူးခြင်းလို့ဒီလိုချပြလိုက်တယ်လို့ကျွန်တော်ကမြင်မိပါတယ်ဘာပဲဖြစ်ဖြစ်တန့်စင်ကတော့ဝမ်ဝမ်စမ်တီပြိုင်ပွဲကလေးကကိုဖြိုးဝင်းနဲ့လက်မတွဲတော့တာတေးကြပါတယ်။ရှေ့လာမဲ့ပွဲတွေမှာလည်းသူ့ဖွဲ့ထားတဲ့ team နဲ့လက်တွဲပြီးပဲပွဲတွေကိုချင်းကပ်ထိုးသက်သွားမယ်ထင်ပါတယ်။ဤသက်များခင်ဗျာ။ ကမ္ဘာကျော် promotion နှစ်ခုဖြစ်တဲ့ One Championship နဲ့ UFC တို့ဟာဒီတစ်ပတ်မှာပြိုင်ပွဲကြီးနှစ်ခုကိုရှေ့ဆက်နောက်ဆက်ပုံစံမျိုးနဲ့တနင်္ဂနွေနေ့တနေ့တည်းမှာပဲကျင်းပခဲ့ပါတယ်။ UFC ကသူတို့ရဲ့ UFC Fight Night ပြိုင်ပွဲကိုလန်ဒန်က O2 Arena မှာကျင်းပခဲ့တာပါ။လာနမှာကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့အတွက် UK က fighter တွေနဲ့နိုင်ငံတကာက fighter တွေအပြိုင်ကြတဲ့ပုံစံမျိုးခင်းကျင်းသွားတာသတိထားမိပါတယ်။ ဝမ်ချန်ပီယံရှစ်ကလည်း172ပြိုင်ပွဲကိုဂျပန်မှကျင်းပခဲ့ပါတယ်။ဂျပန်မှကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့အတွက်ဂျပန်ကဖိုက်တာတွေနဲ့နိုင်ငံတကာကဖိုက်တာတွေအပြိုင်ကျတဲ့ပုံစံမျိုးကိုလည်းခင်ကျင်းသွားခဲ့ပါတယ်။အဲ့ဒီတော့ကမ္ဘာကျော်ပရိုမိုးရှင်းနှစ်ခုဟာပြိုင်ပွဲနှစ်ခုကျင်းပသွားတဲ့အနေအထားမှာပုံစံတွေအတော်လေးထပ်တူးကြတယ်လို့ပြောနိုင်ပါတယ်။ ထူးထူးခြားခြားသတိထားမိတဲ့အချက်ကကမ္ဘာကျော်တိုင်လူကြီးဟပ်ဒင်းကအဲ့လိုပြိုင်ပွဲနှစ်ခု၈၀နောက်ဆင့်ကျင်းပကြတဲ့အနေအထားမှာ UFC ကပွဲစဉ်တွေကိုကင်တွယ်ခြင်းမရှိဘဲ WAN Championship ကပွဲစဉ်တွေကိုကင်တွယ်သွားခဲ့တာပါဒါကိုကြည့်ရင်မဲ WAN Championship ဟာ Hadwin ရဲ့ service ကိုရဖို့အတွက်ဘလောက်ထိငွေပုံ OP ထားလဲဆိုတာသိတာနေပါတယ်။ရင်းဆုံးအနေနဲ့လက်နက်မှကျင်းပသွားတဲ့ UFC Fight Night ပြိုင်ပွဲအကြောင်းကိုပြောကြရအောင်မှာ။ ဒီပြိုင်ပွဲမှာပွန်ဂျာဆိုင်နဲ့ဂျင်တခုထဲမှာလေ့ကျင့်နေတဲ့အိန္ဒိယသူမျိုးသမီးဖိုက်တာပူဂျာတို့မှပါဝင်ထိုးသက်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်ကလုံးဝထိမှန်မထားတဲ့အပြောင်းလဲနဲ့ပွဲသိမ်းခဲ့တယ်လို့တောင်ပြောနိုင်ပါတယ်။မဖြစ်လို့လဲဆိုတော့ပူဂျာတိုမာရဲ့ခြေထောက်ကန်ချက်ကြောင့် Ireland Fighter Bannon ဟာ knock down တောင်ဖြစ်သွားပါပြီ။အဲ့ဒီအနေအထားမှာပူဂျာတိုမာကပွဲသိမ်းဖို့ကြိုးစားရင်းနဲ့ပြန်ပြီးအချုပ်ခံလိုက်ရပါတယ်။အနေအထားတွေကရုပ်ချီးကိုပြောင်းလဲသွားခဲ့တာပါ။ ။ DKO နဲ့အနိုင်ရတော့မဲလို့ထင်ထားတဲ့ပူချာတူမာကရုတ်တရက်ပြန်ချုပ်ခံလိုက်ရပြီးရှုံးပွဲကြုံလိုက်ရတာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာနောက်ထပ်ထူးခြားတဲ့အချက်ကရှုံးပွဲကြုံလိုက်ရတဲ့ Liverpool မြို့သူ Molly McCann က Professional Fighter ဘွားကိုပြီးပိုင်နှုတ်ဆက်လိုက်ပါပြီ။ဒီမှာရွှန်းဆောင်ဤပိုင်းက UFC က Fighter တွေနဲ့ရှင်ပြီးကြီးလိုက်မယ်ဆိုရင်အရင်ကြီးမျက်နဲ့ထဲမှာတော့မပါပါဘူး။ သို့တော်လဲ brand တိလျှောက်တဲ့အပိုင်း UFC ကိုကိုစားပြုတဲ့အပိုင်းမှာတော့ Shark Fighter တွေထက်အများကြီးသာပါတယ်။အင်္ဂလန်မှာဆိုရင်သူမရဲ့ပုံရိပ်ကအတော်လေးဩဇာတိတ်ကမညောင်းတဲ့ထဲမှာရှိပါတယ်။ဒါကြောင့်မို့ professional fighter ဘွားကနေအနားယူတဲ့အနေထားမှာ UFC ကိုလည်းကျေးဇူးတင်တဲ့အကြောင်းပြောဆိုသွားသလို UFC ကလည်းသူမကိုလေးလေးဆဆနဲ့နှုတ်ဆက်ပေးသွားခဲ့တာပါ။ ကိုမင်းပွဲမှာတော့ကာလိုဥပါရှ်ကချန်ပီယံဟောင်းယန်ပလာဝိရှ်ကိုတိုင်ဆုံးဖြတ်နဲ့အနိုင်ယူသွားပါတယ်။ယန်ပလာဟိုဝိရှ်ဟာဒဏ်ရာပြဿနာတွေကနေရုန်းကန်ပြီးနောက်ပိုင်းပြန်လည်ထိုးတဲ့ပွဲမျိုးဖြစ်ပေမဲ့အကောင်းဆုံးပုံစံတွေချပြနိုင်ခြင်းမရှိခဲ့ပါဘူး။စင်ကောင်းစွာနဲ့ပြောရရင်ယန်ပလာဟိုဝိရှ်ရဲ့အကောင်းဆုံးနေ့ရက်တွေကျော်လွန်သွားပြီလို့ပြောနိုင်ပါပြီ။သူအနေနဲ့နောက်တစ်ချိန်ချန်ပီယံခွဲနဲ့ပြန်ပြီးနှိစက်ဖို့ဆိုတာအတော်လေးကိုခက်ခဲသွားပြီဖြစ်ပါတယ်။ အချိန်ထဲမှာပဲနိုင်ယူသွားတဲ့ကာလိုဥပါစနေနဲ့လိုက် heavy weight တန်းမှာဘယ်အဆင့်ထိရောက်အောင်တလှမ်းပြအောင်မလဲဆိုတာစောင့်ကြည့်ရတော့မှာပါဒီကလည်းချန်ပီယံကပတ်ကိုမျက်စောင်းထိုးနိုင်တဲ့အနေထားမျိုးလားဆိုတာနောက်ပွဲတွေကတက်သေးထူတော့မှာဖြစ်ပါတယ်ထိတ်ဆုံးကောင်ပွဲဖြစ်ထိုးသက်သွားတဲ့ Leon Edwards နဲ့ Sean Brady တို့ပွဲကတော့လုံးဝလုံးဝထိမှတ်မထားတဲ့ရလက်ထွက်ပေါ်ခဲ့တယ်လို့ပြောနိုင်ပါတယ် တကယ်တော့ UFC ဟာမူလက Deep Fighter ညှက်ကိုပွဲတည်ခဲ့တာမဟုတ်ပါဘူး။ Leon Edwards နဲ့ Jeff Madalina တို့ကိုပွဲတည်ခဲ့တာပါ။အဲ့ဒီအနေထားမှာ Weatherweight ချန်ပီယံကပ်စင်ခေါ်ခွင့်ရထားတဲ့ Rockmono ကဒဏ်ရာပြဒနာကြောင့်နှုတ်ထွက်လိုက်ရတဲ့အတွက် Jeff Madalina ကအဲ့ဒီနေရာကိုအစားထိုးလိုက်ရပါတယ်။ဒါကြောင့်မို့ရှောင်းဘရေဒီကပြင်ဆင်မှုကောင်းကောင်းမရှိဘဲနဲ့လီယွန်အက်ဒဝဲရဲ့နေရာကိုအစားထိုးဝင်ရောက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲ့ဒီပုံစံမျိုးနဲ့ဒီ fighter နှစ်ယောက်ပွဲဖြစ်ကြတာပါတကယ်တမ်းရှင်မြိုင်ထုတ်သက်ချိန်မှာလဲ Sean Brady ဟာ Leon Edward ကိုအချိန်တော်တော်များများမှအသာစီးရယူပြီးကစားသွားခဲ့ပါတယ်စတုထချီအရောက်မှာတော့ချုပ်ကွက်နဲ့ကိုပွဲသိမ်းပြစ်လိုက်တာပါဒီရလကြောင့် Sean Brady အနေနဲ့ Weatherwave ချန်ပီယံကပ်စင်ခုံခွင့်ရဖို့လမ်းကြောင်းပေါ်ရောက်သွားပြီလို့ပြောနိုင်ပါတယ်။ လီယွန်အက်ဒဝတ်ကတော့ချန်ပီယံကပတ်ကိုလက်လွတ်လိုက်ရပြီးနောက်ပိုင်းအကောင်းဆုံးပုံစံမှာကိုရှိမနေတော့ပါဘူး